အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အောင်ဆက်ကြကံမီရလောကီပညာတန်တန်းမှဆရာမခင်သစ္စာဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်မကမိတ်ဆွေများအတွက်ဂျွန်လာဟော့ဇဒန်လီကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လာတိုင်းလာတိုင်းဒီဟော့ဇဒန်လီတွေကဆိုရင်ကျွန်မရဲ့မိတ်ဆွေများကျွန်မရဲ့တန်တန်းကိုလာရောက်မေးမြန်းနိုင်ခြင်းမပြုရတော့လကောင်းငွေကြေးတုံတုံတရားအဆင်မပြေရတော့လကောင်းရှိခဲ့တယ်ဆိုလို့ရှိရင်လက်တွေ့အသုံးဝင်ပြီးတော့အထောက်အကူဖြစ်စေဖို့အတွက်ရည်ရွယ်ပြီးတော့မျှဝေပေးနေတာပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ဒီလောက်မှဆိုလို့ရှိရင်တနင်္ဂနွေသားသမီးများအနေနဲ့အလုံးမရှိသေးတဲ့သူတွေလုပ်ငန်းအင်တာဗျူးဖြေထားတဲ့သူတွေအနေနဲ့အလုံးသိရမယ့်ကာလဖြစ်ပါလိမ့်ရှင်ပြီးတော့ဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့ပို့ပြီးတော့တဆင့်မြင့်သောယာရုကိုယာရုတိုးတာမျိုးတွေလဆာတိုးတာမျိုးတွေပို့ကောင်းတဲ့နေရာဌာနကိုရွှေ့ပြောင်းရတာမျိုးတွေဖြစ်နိုင်ခြင်းရှိပါတယ်တန့်ကြာနေတဲ့ကိစ္စတွေအဆင်ပြေပြေချောချောမွမွေပဲဖြစ်သွားဖို့ရှိတယ် နောက်တစ်ခါလုပ်ငန်းနဲ့ပတ်သက်ပြီးတော့နာမည်ကောင်းရနိုင်တယ်ပေါ့နော်ဒါပေမဲ့မိသားစုအရေးမှာတော့အိမ်ပူရာတွေအိမ်ဆူရာတွေမိသားစုဝင်အချင်းချင်းတယောက်နဲ့တယောက်အမြင်မကြည်ပဲနဲ့စိတ်နှောက်ယှက်ဖြစ်ရတာလေးတွေကြုံနိုင်တယ်ဝေးကွာနေတဲ့ချစ်သူတွေပြန်လည်ပြီးတော့ပေါင်းစည်းနိုင်တဲ့ကာလဖြစ်ပါတယ်ဒီကာလမှာဆိုလို့ရှိရင်မိမိရဲ့စိတ်မှန်နဲ့ဖူးစာရှင် ဆိုးမိတ်နဲ့လည်းတွေ့ဖို့ရှိတယ် အကယ်၍ပေါ့နော်ငယ်ရွယ်သူများအနေနဲ့မိမိရဲ့ crush တွေကနေပြီးတော့အဖြေရမဲ့အခြေအနေလေးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ကံကောင်းတယ်လို့ပြောလို့ရတယ်။ပြီးတော့တသိမြင့်တဲ့ပညာရည်များကိုတင်ကြားရတာမျိုးတွေတသိမြင့်တဲ့ဘဝအခြေအနေတိုးတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။အယောင်အနေနဲ့ကတော့ဒီဂျွန်လာတလတာမှာအဖြူအစိမ်မိခိုးနဲ့နက်ပြာနောက်တစ်ခါ new color ကဲ့သို့သော cream color လေးတွေကိုအသုံးပြုခြင်းဖြင့် ကံကောင်းစေတယ်ကံပွင့်စေတယ်မိမိတို့ရဲ့ဆိုင်တွေလုပ်ငန်းခွင်တွေနောက်တစ်ခါရုံးငန်းတွေနောက်တစ်ခါအိမ်ခန်းတွေပေါ့နော်ဒီလိုနေရာမျိုးတွေမှာဒီကာလာလေးတွေကိုများများအသုံးပြုပေးပါကျွန်မမိတ်ဆွေများအတွက်အစိုးအညံ့တွေကင်းကျင်တယ်ပေါ်ပြီးတော့ပြည့်ပြည့်စုံတဲ့ပြည့်စုံခြင်းနေဆိုလို့ရှိရင်တော့လွယ်လွယ်ကူကူရရလေးကမိမိတို့ရဲ့နေအိမ်ဖျားမှာစပယ်ပန်း6ကုန်း6ကုန်းကိုပကံလေးနဲ့ခွေပြီးတော့ဖျားကိုကတ်လို့ ပြီးသွားတဲ့အခါမှာမိမိရဲ့နေအိမ်ဖျားမှာ TV 6လက်ကိုဖန်ခွက်ဖြစ်စီပန်းဝလီဖြစ်စီထည့်ပြီးတော့လူရန်ပေးခြင်းအပြင်မိမိရဲ့ကံအညံ့တွေအစိုးတွေကိုပြပြောက်စီမှာပဲဖြစ်ပါရဲ့ရှင်တနင်္လာသားသမီးများအနေနဲ့ကတော့ဒီကာလအတော်အတွင်းပေါ့နော်ဒီတလားဒါအတွင်းမှာငွေကြေးစုလိုက်ပြုံလိုက်ရင်းနှီးမြှုပ်နှံတာမျိုးတွေမပြုတ်လို့တင်ပါဘူးအဲအိမ်အောင်တဲ့အုံတွဲများအနေနဲ့မင်္ဂလာအနေနဲ့ယေရနာဝင်ငင်းရှိပါတယ်သားသမီးယေရနာဖြစ်ပါတယ်ရှင် ပြီးတော့အလူများများလုတ်ဖြစ်မယ်ဒါပေမဲ့ဒီတော့အတွင်းမှာအိမ်အောင်ကြတဲ့အိမ်အောင်ဦးဇုံတွဲများအနေနဲ့ကတော့ဘာလို့ရမှန်းမသိလမ်းပြောက်တာမျိုးတွေမိမိတို့ရဲ့နေထိုင်မှုရွေးချယ်ထားတဲ့အရက်ဒေသမှာအဆင်မပြေဘဲနဲ့ဘာလို့လုံလဲနေသလိုမျိုးတွေတော့ဖြစ်ဖို့ရှိတယ်ကပပမလာစတဲ့အာဒီလိုနေနံပါတဲ့ မြို့တွေအရက်ဒေသတွေမြို့နယ်တွေဒါမှမဟုတ်လို့ရှိရင်လေအဲ့လိုမျိုးစလုံးနဲ့စားတဲ့မြို့တွေကိုပြောင်းရွှေ့ပြီးတော့မိမိရဲ့အကျိုးပေးတဲ့ကံပွင့်တဲ့အရက်ဒေသဖြစ်နိုင်ပါတယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်ရနိုင်တဲ့အချိန်လည်းဖြစ်ပါတယ်ဒါပေမဲ့တစ်လုံးနဲ့တစ်ခဲတွေအကုန်လုံးပြန်ရမှာတော့မဟုတ်ဘူးပေါ့အကုန်လုံးကခွဲခြားစိတ်ဖြာပြီးတော့ရနိုင်ပါတယ်အာငွေရွယ်သူပြွေရွယ်သူများအနေနဲ့ အုံနောက်တဲ့နှလုံးသားရေးကိုဦးစားပေးမိတဲ့အတွက်ကြောင့်မို့လို့စိတ်ပင်ပန်းရတဲ့ပြဿနာတွေအပေးယူမမျှတဲ့ပြဿနာတွေကြုံတွေ့ရဖို့ရှိတယ်။အထင်လွဲပြီးတော့ကြွဲကွာနေတဲ့ချစ်သူတွေအနေနဲ့ကတော့မကြခင်မှာပဲပြန်ဆုံတွေ့ပါတော့မယ်ရှင်။ဝေလဲပတ်မှုတွေရပ်တန့်ပြီးတော့လုပ်ငန်းကိုင်ငန်းတွေမှာကျန်းဖြစ်သွားတာမျိုးတွေခက်တာခဏဖြစ်နိုင်တယ်။စိုးစိုးရွားရွားတော့မဟုတ်ပင်မဲ့မကြခင်မှာအခက်အခဲတစ်ခုကြီးကြီးမားမားကြုံပြီးသွားရင်ပြန်လဲပြီးတော့ပွင့်လာဖို့ရှိပါတယ်ရှင်။ စိတ်ကူးစိတ်တန်းသင်ရတယ်သူတစ်ပါးနဲ့ပြိုင်ပြီးတော့အနိုင်ရမယ့်အခြေအနေလည်းရှိပါတယ်ဆေးရုံဆေးကနေရနောက်တစ်ခါအိမ်အောင်ဘက်ရဲ့ဖောက်ပြန်တဲ့သတင်းကြားရတာမျိုးတွေဖြစ်နိုင်လို့နည်းနည်းလေးကိုကနေပြီးတော့ခြုံပြီးတော့သတိထားပါလူယုံဒုက္ခပေးနိုင်ပါတယ်ရှင်မိတ်ဆွေများတွေကကောင်းစေမယ့်အယောင်လေးတွေကတော့မိုးပြရောင်ရင်းညီစိမ်းအောင်နဲ့နှက်ပြရောင်လေးတွေကိုဒီတလတာအတွင်းမှာစောင့်ပေးပါအာပြီးတော့အကောင်းဆုံးရည်ရအနေနဲ့ကတော့လူပုဂ္ဂိုလ်တွေကို ိန်ကျင်လှူပေးပါရှင့်နောက်တစ်ခါမိမိရဲ့နေအိမ်ဖျားမှာရေသက်စီလှူပါအာရေသက်စီဆိုတဲ့နေရာမှာ နေ့စဉ်နေ့တိုင်းမိမိရဲ့သက်စီအလိုက်ရေကိုခွက်နဲ့လှူနိုင်ရင်လှူဒီလိုလှူဖို့အဆင်မပြေသူများအနေနဲ့ရေတံမူးလေးတွေကိုမိမိရဲ့သက်စီဘန်းနဲ့ဖြစ်စေကလပ်နဲ့ဖြစ်စေလှူရမ်းနိုင်ပါတယ်ပြီးတော့ကျမတို့ဒီရန်ကုန်မြို့မှာနေတဲ့ကျမမိတ်ဆွေများအနေနဲ့ကတော့ပိုးတထောင်မှာ ဘုရားထောင်ဘိုးဘိုးကြီးပေါ့နော်ယောဟန်နီဘိုးဘိုးကြီးလို့လည်းခေါ်ပါတယ်ဘိုးဘိုးကြီးစီကိုတွားပြီးတော့ဝါတောင်ဝဲလေးလှူလိုက်ပါမိမိရဲ့နေအိမ်မှာရှိတဲ့ရေခွက်တွေရေဘူးတွေဒီရေထဲ့တဲ့ထဲ့စရာတွေတစုံတစ်ခုပေါ့နော်ဒါတွေဟာဆုပ်နေတဲ့ဟောင်းနေတဲ့ပဲ့နေတဲ့အရေးစလုံးတွေပေါ့ဒါတွေကိုစွန့်ပစ်လိုက်ပါရှင် โอเคရှင်အင်္ဂါသားသမီးများအနေနဲ့ကတော့ဒီဂျွန်လာတလတာတော်အတွင်းမှာအတိုက်ခံများမယ်သို့တော်လည်းပဲဒီအတိုက်ခံတွေကိုကိုကနေပြီးတော့အောင်းနိုင်ပြီးအနိုင်ယူနိုင်မဲ့ကာလလည်းဖြစ်ပါရဲ့ရှင်ရှယ်ယာဆက်တူလုပ်ငန်းတွေမှာတော့မိမိရဲ့ပတ္တနာနဲ့သဘောထားကွဲလွဲတာမျိုးတွေစိတ်သဘောထားမငြိမ်ညွတ်ပဲနဲ့ညှိနှိုင်းလို့မရတာတွေကြောင့်မို့လို့စိတ်ပင်ပန်းစရာစိတ်ရှုပ်စရာလေးတွေရှိနိုင်ပါတယ် လက်ရှိလုပ်နေတဲ့လုပ်ငန်းကိုင်ငန်းတွေကနေပြီးတော့ခိတခဏရပ်တန့်ထားပြီးလုပ်ငန်းသစ်တွေလမ်းသစ်ဖောက်ရတဲ့ project တွေကကိုယ့်ကိုအကျိုးပေးတာမျိုးတွေအကျိုးမြတ်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။အိမ်ခြံမြေပေါ့နော်အဓိကတော့ခြံပေါ့ခြံကစက်ပစ္စည်းနဲ့စီစသဖြင့်ဒီလိုလုပ်ငန်းတွေမှာ ငွေကြေးရင်းနှီးမြုပ်နှံတာမျိုးလုပ်မယ်ဆိုရင်ဒီလမှာမလုပ်သင့်ဘူးဆက်ပစ္စည်းအစ်စ်ဝင်လာတယ်ဆိုရင်မိမိရဲ့ကျန်းမာရေးညံ့ပြီးတော့ဒီတလတာအတော်အတွင်းမှာအဲ့ရထဲမှာလဲပြီးကိုယ့်အတွက်ဘာမှမလုပ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်လဝိယရဏဝင်နိုင်ပါတယ်ခြံနေပါရီဝင်မယ်ဆိုရင်တော့ဒီတလတာအတော်အတွင်းမှာအဲရောင်းမဝယ်မှာဖြစ်တယ်လို့ဒါကိုလည်းခဏလေးကျမကတော့စဉ်းစားကြည့်ခြင်းနဲ့အနောက်တောင်အရက်မှာ ောင်းတဲ့ရင်ကြားရပါမယ်ရှင်မင်္ဂလာတရင်ကြားရမယ်အဲ့ဒီလိုအခါမျိုးကြလို့ရှိရင်ရွှေပဲဖြစ်စေငွေပဲဖြစ်စေဝင်လာရင်အဲ့ဒီအချိန်ကနေစပြီးတော့ဆမ်မမိတ်ဆွေများပို့ပြီးတော့မှစီးပွားတက်လာမယ်မိတ်ကောင်းဆွေကောင်းတွေပေါ်လာပါလိမ့်မယ်လုပ်ငန်းဝင်မှာမပြောပိုက်ပဲနဲ့ထွက်ပြေးခြင်းနဲ့စိတ်တည်လဲပေါက်လာနိုင်ပါတယ်အတိုက်ခိုက်တွေရှိတဲ့အခါမှာလည်းမပေါ်ဆပဲနဲ့တိတိချာချာကိုအကွက်ချပြီးတော့အနိုင်ယူတဲ့နဲ့ ဒီကလာမှာငွေချေးထားရင်တောင်းရခက်တယ်ဒါကြောင့်မို့လို့အာမခန္ဓာမျိုးတွေငွေချေးချေးထားတာမျိုးတွေရှိရဆိုရင် ပြန်ရဖို့တော့မလွယ်ဘူးပေါ့နော်အနောက်ရှိုက်တောင်အလွဲမားတွေဖြစ်တတ်တယ်ကိုပိုင်းလုပ်ငန်းလုပ်တဲ့သူတွေအနေနဲ့ပို့ပြီးတော့မှ တိုးတက်လာဖို့ရှိပါတယ်ကျွန်မမိတ်ဆွေများအတွက် lucky color အကျိုးပေးတဲ့အယောင်ကတော့ no နှစ်ရောင်စင်ကြွေရောင်နဲ့ အစိမ်းရောင်အဝါရောင်တွေကဒီဂျွန်လာတလတာမှာကံပွင့်စီရေကံကောင်းစီရေလက်ပွင့်စီရေဒါကြောင့်မို့လို့မိမိရဲ့အလုတ်စပွဲမှာဖြစ်စေအိတ်ခမ်းအေခမ်းမှာဖြစ်စေမိမိရဲ့ဖျားဆံမှာဖြစ်စေအဝါရောင်ပါတဲ့ပန်းလေးတွေများများလှူပေးပါ အလှပန်းထိုးတဲ့ခါလေဒီရောင်လေးတွေကိုဥစားပေးပြီးထိုးပေးပါရေဒီယာအနေနဲ့မိမိတို့ရဲ့နေဖျားမှာသစ္စာပန်းအဝါရောင်နောက်တစ်ခါကျမတို့ဗရိမနိုင်ပန်းလို့ခေါ်တဲ့ပန်းပေါ့နော် အဲ့အားလေးတွေကိုဖះအောင်များများလှူပေးပါရှင်။နေအိမ်ရဲ့အရှိမြောက်အရက်မှာ ရှိတဲ့ဖះစီဒီဝင်းတွင်းမှာသွားပြီးတော့တပြက်စီးလဲတာဖြစ်စေတန်ရှင်းလုတ်တဲ့ကုတိုလေးကိုယူလိုက်ပါနော်။ဟုတ်ကဲ့ဗုဒ္ဓဘုရားသမီးများအနေနဲ့ကတော့ဒီတလတာအတွင်းမှာလူယုံဒုက္ခပေးနိုင်တဲ့အခြေအနေရှိပါတယ်။ဒါကြောင့်မို့လို့လူယုံမွေးတာရင်းမိမိရဲ့ မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းဖြစ်စေအနီးကပ်သူတွေကိုဖြစ်စေလိုရာဓာတ်ပူယုံပြီးတော့မိမိရဲ့ကိစ္စအဝဝကိုဝါကွက်အတာမျိုးမလုပ်သင့်ဘူးသူတော်ဘာရဲ့အမှုအခင်းတွေပြဿနာတွေမှာဝင်ရောက်ပြီးတော့ကြားနိုင်ရတာမျိုးတွေဖြစ်တတ်တယ်ကိုယ်တိုင်လည်းအမှုအခင်းကြုံတွေ့ရနိုင်တာမျိုးရှိနိုင်ပါတယ်ရှင်မိတ်ဆွေတွေမိသားစုဝင်တွေကြားမှာစိတ်ဝမ်းကွဲပြီးတော့ကြီးကြီးမားမားပြဿနာတွေဖြစ်နိုင်တယ်အခက်မသိရင်ဒုက္ခပြက်ဒါရပြက်လိုပြဿနာမျိုးတွေဖြစ်ဖို့ရှိပါတယ် လုပ်ငန်းကံကတော့အရန်ကောင်းတယ်ငွေလည်းပုံမှန်ဝင်နေလိမ့်မယ်ဒါပေမဲ့ငွေမမြဲပါဘူးရှင်ဆက်ပစ္စည်းတွေကတော့ဒီကာလမှာမဝင်သင့်ဘူးဒါကြောင့်မို့လို့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အရာတွေကိုဝယ်တာမျိုးလုပ်မယ်ဆိုရင်ဒီလအတွင်းမှာမလုပ်သင့်ပါဘူးမကြခဏအလှလုပ်ရမယ်သူတစ်ပါးရဲ့ပြည်တနာကိုကုပြည်တနာလုပ်ပြီးတော့ ကိုကနေပြီးဒီကိစ္စထဲမှာကိုနဲ့မဆိုင်ပင်မဲ့လေထဲထဲဝင်ဝင်ဝင်ပါပြီးတော့စိတ်ပင်ပန်းရတာအချိန်ကုန်တာလူပင်ပန်းတာကြီးဖြစ်မယ်ပေါ့နော်ရွှေပြောက်တာမျိုးတွေမိမိနေအိမ်မှာရှိတဲ့မိသားစုဝင်အိမ်ကထွက်သွားတာမျိုးတွေကြုံရနိုင်တဲ့အနေအထားလည်းရှိပါတယ်ဒီကာလမှာနိုင်ထီးဖနက်အစ်စ်ကိုယ်တိုင်မဝယ်ရဘူးသို့တော့လက်ဆောင်ပေးလိုက်ရင်တော့လက်ခံလို့ရပါတယ်အစားမားတာ ဆေးထိုးမတာဆေးတောက်မတာနဲ့မိမိဖြစ်နေတဲ့ယောဂနဲ့ကိုတောက်လိုက်တဲ့ဆေးနဲ့အနာနဲ့ဆေးမတည့်ပဲလွဲမတာမျိုးလေးတွေဖြစ်နိုင်ပါတယ်ရှင်ကိုယ့်ရဲ့ရပိုင်ခွင့်ထပ်ပို့ပြီးတော့အားထုတ်ရတာက မတန်တာမျိုးတွေအများကြီးလောက်ရပြီးအကျိုးမြတ်ရတဲ့လောက်မရတာမျိုးလေးတွေဖြစ်နိုင်ပါတယ်ဒီကာလမှာကျွန်မမိတ်ဆွေများဥပဒေနဲ့မလွတ်ကင်းတဲ့လုပ်ငန်းကိန်းငန်းတွေလုပ်တယ်ဆိုရင်တတိထားပြီးတော့လှုပ်ဆောင်မှုအတွက်ကျွန်မကမေတ္တာနဲ့တတိပေးခြင်းပါတယ် အကောင်းဆုံးကျမမိတ်ဆွေများအတွက်ကံကောင်းကံပွင့်စေတဲ့အရာကတော့မီးခိုးရောင်ဖြစ်ပါရဲ့ရှင်။ရေဒီယာအနေနဲ့တော့တိတ်ခက်ခက်ခက်ခဲမဟုတ်ပါဘူး။စီစဝါပန်းရှစ်ပွင့်ကိုမိမိတို့ရဲ့နေဘုရားမှာလှူပါရှင်။နောက်တစ်ခါရေချမ်းစင်ရေအိုးစင်ကိုရေထည့်ပြီးတော့လှူဒန်းတာမျိုးလေးပြုလုပ်ခြင်းအပြင်မိမိကြုံတွေ့နိုင်တဲ့အဆိုးအညံ့အခက်အခဲတွေပြေပြောက်စေမှာပဲဖြစ်ပါရဲ့ရှင်။ ဆမမိတ်ဆွေကြတာပရိသတ်သမီးများအနေနဲ့ကတော့ဒီကာလအတော်တွင်မှာထူးခြားတဲ့ပြောင်းလဲမှုကောင်းမွန်တဲ့ပြောင်းလဲမှုလေးတွေကိုသစင့်တက်ပြီးတော့ကြုံရမယ့်ကာလလေးဖြစ်ပါတယ်။ပဝင်းကျင်တဲ့မိတ်ဆွေတဲ့နေရာဌာနတဲ့များကိုတွားရောက်ပြီးတော့ဥစ္စာစည်းဝါးရှာပွေရတာမျိုးလေးတွေရှိနိုင်ပါတယ်။အတိုင်းဝိုင်းတဲ့ကြုံမယ်ပေါ့နော်။ရက်တက်နေတဲ့အရာတွေပြန်ပြီးတော့လဲပတ်မယ်။ဆိုတော့က ဥပမာငွေကြေးပိတ်နေတဲ့သူတွေဆိုရင်ငွေကန်နေပြန်ပွင့်မယ်လူမုံများနေတဲ့သူတွေပဝင်းကျင်နဲ့အဆင်မပြေတဲ့ကျမမိတ်ဆွေတွေဒီကာလမှာပြန်ပြီးတော့ကောင်းမွန်တဲ့ပဝင်းကျင်တွေကိုပြန်ရောက်မယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်နောက်တစ်ခါပြည့်စေးသွားပြီးရဆက်ဆံရေးတွေမှာလူဟောင်းပြန်လာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆင်မပြေတော့တဲ့မိတ်ဆွေပေါင်းတဲ့ငယ်ချင်းတွေပြန်ပြီးတော့ကိုယ်စီပြန်ရောက်လာတာမျိုးတွေနောက်တစ်ခါ ငယ်ရွယ်သူများအနေနဲ့ပြည့်စဲပြီးသွားတဲ့ချစ်သူသမီးသားတွေနဲ့ပြန်အဆင်ပြေနိုင်တဲ့အချိန်ကာလလေးလည်းဖြစ်ပါတယ်။ဒါပေမဲ့အသေးစားထိခိုက်မှုလေးတွေကိုတော့သတိထားဖို့လိုပါတယ်။ခီးနဲ့ပတ်သက်တဲ့ကံကောင်းပါတယ်။ဒီလတလတာအတွင်းမှာခီးလန်းနေများပြီးတော့များသလောက်လေအကျိုးရဖို့ရှိနေပါတယ်။ရေတွင်းရေကန်ရေပုံးတွေပြည့်စင်းနေတဲ့ဆိုရင် ကိုကဥဆောင်ပြီးတော့ပြုပြင်မှုအတွက်ကျမက လတိပေးခြင်းနဲ့အကြံပေးခြင်းနဲ့ပေါ့နော်အဲ့ဒီလိုမျိုးတွေကိုမျက်စိရှိမှမြင်နေပြီဆိုရင်မိမိရဲ့နေအိမ်မှာရှိတဲ့ရွှေနောက်တစ်ခါစီးတဲ့ရှင်ဒါမှမဟုတ်မိမိရဲ့နေအိမ်ကမိသားစုဝင်လူမိသားစုဝင်ဆိုတဲ့နေရာမှာအောက်လက်ငယ်သားတပည့်တွေလည်းပါတယ်ပေါ့နော်ဒါတွေထွက်နိုင်တဲ့အနေအထားလေးရှိတယ်အကျိုးပေးတဲ့အရာတွေကတော့အပြရင်အောင်အစိမ်းအောင်နဲ့ရွှေအောင်ပဲဖြစ်ပါတယ် ရရအနေနဲ့ကျမမိတ်ဆွေများစပယ်ပန်း28ကုန်းကိုချိတ်ဆွဲပြီးတော့လှူပါရှင်။ထီးစုပ်ဖနှက်စုပ်တွေရှိတယ်ဆိုလို့ရှိရင်စွန့်ပစ်လိုက်ပါ။တိတ်တိတ်လေးပဲစုပ်စုပ်ကြီးကြီးပဲစုပ်စုပ်ဘလောက်ပဲကောင်းနေပါစေပြင်ပြီးတော့လုံးဝမသုံးပါနဲ့အပီးတိုင်စွန့်ပစ်လိုက်ပါရှင်။ချိုတဲ့အစားစာလေးတွေလူပုဂ္ဂိုလ်ဖြစ်စေရဟန်းတန်ဃာဖြစ်စေ ။တကြီးရွယ်ဦးတွေကိုဖြစ်စေလှူဒန်းပေးခြင်းအပြင်မိမိရဲ့ညံ့နေတဲ့ကံလေးတွေတန့်ပြီးတော့ကောင်းတဲ့ကံတွေရောက်လာဖို့အတွက် အထောက်ပံ့များဖြစ်ပါလိမ့်မယ်ရှင်။ဟုတ်ကဲ့ရှင်ဆံမမိတ်ဆွေတောက်ကြသားသမီးများအနေနဲ့ကတော့ဒီကာလမှာစိတ်အာယုံစူးစိမှုအားနေပြီးတော့စိတ်ပြန့်လွင့်မယ်နောက်တစ်ခါ စမ်းကလည်းပွင့်မယ်ဆိုတော့စိတ်များမယ်လို့ပြောချင်တာဖြစ်ပါတယ်အမှန်တိုင်းပြောလို့နဲ့အတွက်ကြောင့်မို့လို့ရံများပြီးတော့ကိုယ့်ကိုလူမုံများမဲ့ကာလဖြစ်တယ်လမ်းသစ်ဖောက်ပြီးတော့လမ်းဟောင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ်ရင်ကိုယ်ရွေးချယ်ထားတဲ့ဆုံးဖြတ်ချက်တွေကိုစွန့်ပြီးတော့အသစ်ပြန်ပြီးဆုံးဖြတ်ရတဲ့အနေအထားမျိုးတွေကြုံလာနိုင်တယ်အဓိကအဖြစ်ဒါကစီးပွားရေးမှာပေါ့နော်ပုံမှန်ထက်ငွေအဝင်ကျန်းပါမယ် ဒီကာလမှာငွေများများဝင်ပါမယ်အဲ့လိုပဲထွက်ငွေလည်းများပါလိမ့်မယ်ခြံမြေအမွေနဲ့အမျိုးသမီးတွေပတ်ဝန်းပတ်သက်တဲ့ကိစ္စတွေအတွက်ပြောရတဲ့စကားတွေမှာ စကားအောင်မယ်သို့တော့လွယ်လွယ်ကူကူမဖြစ်နိုင်ပါဘူးပြီးတော့ကိုယ့်ရဲ့ဘဝတသက်တာမှာမွေးဖွားစဉ်ကနေဒီနေ့ဒီကာလအထိကိုနစ်နာခဲ့ရသမျှ အစားပြန်ရပြီးတော့ခြေနဲ့နှစ်သိမ့်စေမဲ့ကာလလည်းဖြစ်ပါတယ်။မိမိအိမ်မှာတပားသူကြံခဲ့တဲ့ ठी ဖနက်အုတ်ထုပ်နဲ့အဝိအထည်တွေရှိခဲ့တဲ့ဆိုရင် ပြန်ပြီးတော့ပြန်ပေးလိုက်တာဒါမှမဟုတ်ရင်လည်းပြန်ပေးလို့အဆင်မပြေဘူးဆိုရင်ဆုံးပြလိုက်တာမျိုးလေးကိုလုပ်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဟာရီရှိနေတာနဲ့အမြမိမိရဲ့ကောင်းတဲ့ကံတွေကိုတဖြည်းဖြည်းမေ့မိန်စေတဲ့အတွက်ကြောင့်မို့လို့ပါ ဒီကလာမှာဘာသာရေးကိုအထူးလုပ်ပါတက်နိုင်တယ်မြဖရာတရားနဲ့မကင်းကွာပဲနေသင့်ပါတယ်အလိုအတန်းများများပြုလုပ်ဖြစ်မယ်နိုင်ငံရဲ့ခြားနှစ်ပတ်သက်တဲ့ကုံသွဲခြင်းစီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်လာဖို့ရှိပါရဲ့ရှင်ပြီးတော့ကျမမိတ်ဆွေများအတွက်အကောင်းဆုံးအကျိုးပေးအယောင်ကတော့အညိုအဝါနဲ့နက်ပြာဖြစ်ပါရဲ့ရေဒီယာအနေနဲ့မိမိတို့ရဲ့နေအိမ်ဖျားမှာရွက်လာပန်း သို့မဟုတ်လီလီပန်းကို22ညွန့်ဒါမှမဟုတ်22ပွင့်เนาะဒီလိုလေးလှူဒန်းပေးပါမွေးနေ့မနက်တိုင်းမှာဖះရှင်ကိုဖယဲသီးကိုတတိဆုံးအနေနဲ့ကတ်လှူပေးပါအလုံးလိုက်ကဲအမှမဟုတ်ပဲနဲ့ခွဲချမ်းစိတ်ဖြာပြီးတော့အသင့်စားသုံးလို့ရတဲ့အနေထားနဲ့အသင့်ဖုံးပေးလို့ရတဲ့အနေထားနဲ့ကတ်လို့ပေးရမှာဖြစ်ပါရဲ့လူပုဂ္ဂိုလ်တွေကိုတရက်သီးတစ်နှက်နဲ့တီးဆောင်ပဲဟင်းလှူပေးပါရှင့် ဆေးကတ်တွေနောက်တစ်ခါဆေးတွေနောက်ကျမတို့စူပါမားကတ်တွေကနေဝယ်တဲ့ဘောက်ချဆက်လက်လိုအရာမျိုးတွေကို မထားဘဲနဲ့စွန့်ပြစ်လိုက်ပါဒါဆိုရင်ပိတ်နေတဲ့ကန်တွေပွင့်ပြီးတော့မရသေးတဲ့ဥစ္စာစည်းပွားတွေမရှိဘူးသေးတဲ့ကန်ကောင်းမှုကန်ပွင့်မှုတွေမိတ်ဆွေတို့စီကိုဆိုက်ဆိုင်မြိုင်မြိုင်ရောက်ရှိလာမှာဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့ဆရာမမိတ်ဆွေစနေသားသမီးများအနေနဲ့ကတော့ဒီတလားတာတော့အတွင်းမှာနည်းနည်းလေးပင်ပန်းရမယ်ဘဝရဲ့ဥတည်ချက်ပန်းနိုင်ပြောင်းပြီးတော့ဘာလို့အမှန်မသိဖြစ်မယ်လုံနေတဲ့အလုပ်တွေလည်းအဆင်မပြေဘူးအသက်စားဖို့ရအတွက်လည်းခြေလမ်းသစ်စလို့အဆင်မပြေတာမျိုးတွေကြုံတွေ့ရနိုင်တယ်ဒါပေမဲ့ငွေချေးကန်တော့ကောင်းပါတယ်မိမိနဲ့နိမ့်နံတူတဲ့စနေသားသမီးတဦးတယောက်ရဲ့အခက်အခဲကို ဝင်ပြီးတော့ကုညီလိုက်ရင်းကနေပြီးကိုကိုပြဿနာတွေတနှွယ်ငင်တစ်စင်ပါပြီးဒီကနေပြီးတော့ယုံထွက်လို့မရဖြစ်မယ်စီဝါချတဲ့သူတူတယောက်ကနေလာရောက်ပြီးရောင်းချတဲ့ရေဒနာပစ္စည်းဆက်ပစ္စည်းတွေကိုဝယ်မိတဲ့အချိန်ကနေစလို့ကန်ဆိုးနိုင်တဲ့အကြောင်းတရားတွေရှိတဲ့အတွက်ကြောင့်မို့လို့တတိထားပါလက်မခံတင်ဘူးပေါ့နော်မဝယ်တင်ဘူး အကယ်၍ကိုကနေပြီးတော့ကိုရဲ့စီးပွားရေးတွေမှာ လူယုံကိုအပ်ထားတယ်ဆိုရင် လူယုံလုံးဝထားလို့မရတဲ့ကာလ ဖြစ်ပါလိမ့်မယ်။ဆုံးဖြတ်ချက်တွေပေါ်မှာမတွေ့ဝေပဲတိတိကျကျအသေးစိတ်လောက်ပါအဆင်ပြေပါလိမ့်မယ်။အပြော့အပားကြောင့်ငွေကုန်ကြီးကြများပြီးတော့လူရောစံမှရင်ရော ထိခိုက်နိုင်ပါတယ်။ ပြည့်ရွယ်သူများအနေနဲ့အခြေရေးကံကောင်းတယ်ဒါပေမဲ့မိဘအတိုင်းဝိုင်းရဲ့ပါဝင်ပတ်သက်မှုကြောင့်မို့လို့ဝေးကွာရမယ့်ကာလလည်းဖြစ်တယ်မိဆွေများရေဒီယာအနေနဲ့ဒန်းသားကိုမိမိအရက်နဲ့တိုင်းပြီးတော့ဖြတ်ပြီးသွားရင်ညောင်ပင်တပင်ရဲ့အနောက်အရက်မှာ ညောင်ခိုင်းကိုထောက်ရမှာဒါညောင်ထောက်ရရပေါ့နော်ဒါလေးကိုလုတ်ပါပြီးသွားတဲ့အခါမှာအဲ့ဒီညောင်မင်းကို ရေလောင်းလိုက်ပါနော်ကျမတို့ညောင်ရေသွန်းတယ်လို့မျိုးရေလောင်းလိုက်ပါလန်းခင်တရားပြင်နေတဲ့သူတွေကိုအစားအစာရေနဲ့မိမိတက်နိုင်တဲ့မြတ် ူညီပြီးတော့လှူဒန်းမှာဒါမှမဟုတ်လို့ရှိရင်လေလှူဒန်းမှုအတွက်မိမိရဲ့ပဝန်းကျင်ကိုလှုံ့ဆော်ပါဒါဆိုလို့ရှိရင်ကျမမိတ်ဆွေများကံကောင်းကံတက်ကံပွင့်စေမှာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ရှင်ဒါကတော့ကျမတို့အောင်ဆက်ကြကံမီယာလော်ဂီပညာဌာန page ကနေပြီးတော့လစဉ်မျှဝေပေးနေတဲ့ ခွန်အဲအသားသမီးများအတွက်တလားစာဟောစတဲ့လေးဖြစ်ပါရဲ့ရှင်ဒီအချက်လက်လေးတွေကိုသတိထားပြီးတော့လိုက်နာခြင်းနဲ့မိမိတို့ရဲ့အခက်အခဲတွေအဆင်ပြေသွားမယ်လို့ကျွန်မကယုံကြည်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ရဲ့အောက်ဆက်ကြကံမီယာ login ပညာဒဏ္ဍာန် page လေးမှာလာစဉ်ဒီလို hostel လေးတွေနဲ့တိမက်ဖွေရအကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page ကို follow လုပ်ပြီးတော့ YouTube နဲ့ TikTok မှာလည်း subscribe လုပ်သွားပေးပါဦးเนาะကျမကတော့အောက်ဆက်ကြကံမီယာ login ပညာဒဏ္ဍာန်မှာဆရာမခင်သစ္စာဖြစ်ပါတယ်ကျမမိတ်ဆွေများ can do စက်တမရကြပါစီရှင် Thank you